မာယူဆခုအမျိုးသမီးသေးပါဝင်တဲ့အာရှခြေစစ်ပွဲများဘလုံးကြက်သမားတို့ကျွန်မတို့ရဲ့ဝမ်းမြည့်ရဲ့ channel ကိုတင်ပြကြည့်ပါမယ်။အော်တိုမာ73ရက်စတင်မဲ့မြန်မာယူဆက်ကွန်အမျိုးသမီးလက်ရွေးစင်တဲ့က2026အာရှယူဆက်ကွန်အမျိုးသမီးခြေစစ်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့အောက်စုပွဲတွေကိုအော်တိုမာ73ရက်မှာစတင်မှာဖြစ်ပါတယ်။မြန်မာယူဆက်ကွန်အမျိုးသမီးတဲ့ကအာရှခြေစစ်ပွဲမှာမကောက်ကိုအင်ဒိုနီးရှားတင်းတို့နဲ့ကြောင်းနေပြီးခြေစစ်ပွဲစီမင်းရအောက်စုပထမရအသင်းတစ်သင်းသာနောက်တစ်ဆင့်ကိုတက်ရောက်ရမှာဖြစ်ပါတယ်။ မြမယူဆော့ကောအမျိုးသမီးတင်ရခြေစပွဲအုပ်စုပွဲစဉ်တွေကိုရန်ကုန်မြို့ရှိသူဝနအကွင်းနဲ့ပရိသာကွင်းတွေမှာအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။မြမယူဆော့ကောအမျိုးသမီးတင်ကအုပ်စုတက်ရဲ့အဆုံးဖြတ်ဖြစ်အော်တိုဘာ16ရက်နေ့မှာရှင်ပြိုင်ကစားမဲ့အင်ဒိုနီးရှားတင်းနဲ့ပွဲအားအေးပါနေပြီးအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။အော်တိုဘာ17ရက်မှာမကောင်နဲ့အင်ဒိုနီးရှားအော်တိုဘာ15ရက်မှာမြန်မာနဲ့မကောအော်တိုဘာ18ရက်မှာမြန်မာနဲ့အင်ဒိုနီးရှားတင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။